က်ပုံလေးကတော့အားကစားချစ်သူတွေအတွက်တန်မိုးရှိတဲ့ဓက်ပုံလေးတစ်ပုံပါတင်နစ်ကိုစိတ်ဝင်စားတဲ့သူတွေတင်နစ်ကိုနှစ်သက်တဲ့သူတွေအတွက်တော့အဖိုးမဖြတ်နိုင်လောက်တဲ့သမိုင်းဝင် ပုံလေးတစ်ပုံပေါ့ဝိဘဒန်မှာပထမဆုံးနိုင်ငံတကာပွဲရဲ့ပုံရိပ်လေးပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ရာဇဝင်တွေကဓပုံများအစီအစဉ်ကနေပြီးတော့ Living မြန်မာပြည်သက်ကြီးအတွက်ဝင်မြပြီးသွားမှာပဲဖြစ်ပါလေရှင်။ ဓပုံထဲမှာမြင်ရတာကတော့မြက်ခင်းကျဲကြီးထဲမှာအဖြူရောင်အဝတ်စားနဲ့ကစားသမား၄ဦးဖြစ်ပါတယ်။ဒီကစားသမား၄ဦးကိုစိတ်ဝင်စားစွာကြည့်နေတဲ့ပရိသတ်တွေလည်းရှိပါသေးတယ်။ဒါဟာတင်းနစ်ပြိုင်ပွဲတစ်ခုသာမကဝင်ဘတ်တန်မှာနိုင်ငံတကာပြိုင်ပွဲအဖြစ် စတင်ခဲ့တဲ့အချိန်မှာ1883ခုနှစ်ပြည်ထောင်နိုင်ငံမှာ ဖီတိုရဲ့ညင်ကြီးမှုအပြည့်အဝရှိနေချိန်တုန်းကပေါ့အဲ့ဒီအချိန်တုန်းက Dennis ဆိုတာကတော့အထက်တန်းလူမှုအဖွဲ့ကသာကစားတဲ့အားကစားမျိုးစားတစ်မျိုးပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီတပ်ပုံတွေကတော့ပြောင်းလဲမှုတစ်ခုကိုပေါ်ပြနေပါတယ်။ပြစ်တင်ကညီကိုနှစ်ဦးဖြစ်တဲ့ William နဲ့ Arnest Rancho တို့ဟာ American က Clarence နဲ့ GS Clark တို့နဲ့ရှင်ပြန်ကစားနေကြတဲ့ပုံရိပ်ပဲဖြစ်ပါတယ်။တေချာကြည့်လိုက်ရင်တော့ပိုက်ကွန်ကတော့နှိမ့်နေလေ။ Tennis racket တွေကတော့ တစ်သားနေ ပြုလုပ်ထားတာပဲဖြစ်ပါနဲ့ကစားသမားတွေကတော့ဘောင်းမီအရှိတွေနဲ့ပေါ့အဲ့ဒီခတုံးကအမတ်တစိမ့်လည်းမရှိသလိုအထောက်ပံ့လည်းမရှိသေးပါဘူးဒါကြောင့်တာမန်အားကစားတစ်ခုဖြစ်တာရှိပါသေးတယ်အနောက်မှာရှိနေတဲ့ pavilion နဲ့လှုပ်လှုပ်လှဲလှဲဖြစ်နေတဲ့တစ်ပင်တွေကတော့ wubadan ဟာကဘာလုံးဆိုင်ရာ မီဒီယာစင်မြင့်မဖြစ်လာခင်အချိန်ဆိုတာကိုဖော်ပြနေကြပါတယ် ဝီလီယန်နဲ့အာနက်စ်ရန်ရှောတို့ဟာညီကိုဖြစ်တာသာမကတင်းနစ်ကစားနည်းကိုလည်းပြောင်းလဲခဲ့တဲ့သူတွေလို့ဆိုနိုင်ပါတယ်။သူတို့ရဲ့တိုက်ခိုက်မှုအခြေခံတဲ့ကစားနည်းကတင်းနစ်ကိုအသစ်တစ်ပံဖန်တီးပစ်ခဲ့ပါတယ်။ Clarvis နဲ့ JS Clark တို့ကတော့ American ကိုစားပြုလာတဲ့သူတွေဖြစ်ပြီးတော့အသစ်တစ်ခုသောစွမ်းအင်ကိုယူဆောင်လာခဲ့ကြပါတယ်။ဒီပြိုင်ပွဲကအနိုင်ရဖို့သာမကအမွေအနှစ်တစ်ခုဖန်တီးဖို့ဖြစ်လာပါတော့တယ်။ ဒီပြိုင်ပွဲမှာတော့ Rancho Nigo တွေကအနိုင်ရရှိခဲ့ပါတယ်။ဒါပေမဲ့အနိုင်ရခြင်းထက်ပိုပြီး Wimbledon မှာနိုင်ငံတကာကကစားသမားတွေကိုဖိတ်ခေါ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်လာဖို့စတင်ခဲ့တာပဲဖြစ်ပါတယ်။ယနေ့မှာတော့ Wimbledon ဟာ ထူးခြားမှုနဲ့ဂုဏ်သိက္ခာကို ကိုစားပြုနေပြီပဲဖြစ်ပါတယ်။ဒါပေမဲ့အစားကတော့တာမန်တင်းနစ်ပြိုင်ပွဲတစ်ခု ဆရာထက်တန်မှုတစ်ခုနဲ့ပဲစတင်ခဲ့တာပါမြက်ခင်းပြင်ပေါ်ကိုလှမ်းဝင်လာတဲ့လူလေးဦးနဲ့စတင်ခဲ့တဲ့ဒီတပ်ပုံတွေကတော့ living မြန်မာပြည်သက်ကြီးလဲခံစားကြည့်ရှုရင်ဒီတပ်ပုံတွေရဲ့ရာဇဝင်ကိုလည်းအခုဆိုရင်တော့သိလောက်ပြီးထင်ပါတယ်ဆုံးထိနားဆင်ပြီးတဲ့အတွက်လဲကျေးဇူးများကြီးတင်ပါတယ်ရှင်